းစားပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။မိဘပြည်သူများရှင်ဒီကနေ့ကဆိုရင်တော့မြန်မာတက်ကလေး1389ခုနှစ်နေုံလာပြီးကျော်နှစ်ရဲ့ခရစ်2015ခုနှစ်ဇွန်လ3ရက်နေ့မှာဆိုရင်ကျမတို့စကိုင်းနဲ့မန္တလေးဖွဲ့သားရရှိနေတဲ့နေရာကတော့မန္တလေးမြို့မဟာမြတ်မြို့နီးဖျားကြီးပြည်ဝန်တွင်မှာဖြစ်ပါတယ်ရှင်။ဒီကနေ့မှာဆိုရင်တော့ဖျားကြီးရဲ့နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့89ကြိမ်မြောက်ဝါဆိုချင်းလာခတ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုကျမပြုလုပ်မှာဖြစ်ပါတယ်။အဲကြောင့်မလို့ဒီကနေ့ဖွင့်ပွဲအခမ်းအနားကပတ်သက်တဲ့အကြောင်းအရာတွေကိုမိဘပြည်သူများအနေနဲ့သိရှိစေနိုင်ဖို့ကျမတို့ဖွဲ့သားများကအခုပဲရိုက်ကူးတင်ဆက်ပေးသားမှာဖြစ်ပါတယ်ရှင်။ နာမည်တော့ဥကျော်သိန်းလို့ခေါ်ပါတယ်။ဦးဒီမှာမဟာမုနိဘုရားကြီးရဲ့ဝါဆိုချင်းဘွဲတော်မှာအတွင်းမှုတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်ပါတယ်။ဒီဘွဲတော်ရဲ့နေထားကတော့ဒါကျွန်တော်တို့အမိကတော့ငโกတွေကလည်းရှိခဲ့ပြီးသားလေ။မဟာမုနိဘုရားကြီးရဲ့အဓိကကြတဲ့ဝါဆိုလာပြည့်ကျော်တရနေ့ကိုရောက်လာတော့မယ်။ဝါဆိုသင်္ကန်းကတ်လူတဲ့နေ့ကိုအစွဲပြုပြီးတော့မှကျင်းပတဲ့ဘွယ်ဖြစ်သည့်အတွက်ကြောင်းရှေးကလေးကကျွန်တော်တို့စကျင်းပခဲ့တဲ့အချိန်ကလေးကပေါ့မဟာမုနိဘုရားကြီးရဲ့ဝါဆိုချင်းဘွယ်တော်လို့ပဲအမည်တွင်ခဲ့ပါတယ် အဲ့တော့ဒီနေ့ဘာလို့ချင်းမွဲတော်မှာဆိုရင်လည်းဒီနေ့ကိုကျင်းပလာခဲ့တာ89ကြိမ်ရောက်သွားခြင်းဖြစ်ပါတယ်89ကြိမ်ရောက်သွားတယ်ဆိုတဲ့နေရာမှာလည်းပဲတူတောင်းတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ဘဲနဲ့ခုလိုပဲတည်တန့်ခိုင်မြဲလာအောင်ရည်ရှိလာအောင်ဆိုပြီးတော့ရည်ရွယ်ချက်တွေနဲ့မဟာမုနိဖရာကြီးကိုဝါဆိုရှင်သင်္ကန်းပန်းစီမီရည်ချမ်းဆက်ကလှူဒန်းခြင်းနဲ့အဲ့ဒီရဲ့အထိမ့်မှအတွက်ကျင်းပလာခဲ့တဲ့အာကစားပွဲအနေနဲ့ကျင်းပရင်းနဲ့ပဲအခုလိုမဟာမုနိဖရာကြီးရဲ့ဝါဆိုချင်းပွဲတော်ဆိုပြီးတော့ကပြီးတုံငယ်ခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့89ကြိမ်မြောက်မှာ အသင်းမောင်းကျင်းပတာလဲ1800တီတီဖြစ်ပါတယ်ဂျမန်နစ်ကကျွန်တော်တို့86ကြိမ်မှာအသင်းမောင်း1910ကျင်းပခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကျင်းပခဲ့တဲ့နှစ်သက်တွေတစ်လျှောက်လုံးမှာတော့ဒီအသင်းတွေအားလုံးကိုကျွန်တော်တို့ကသူ့ရဲ့အသင်းတွေရှိသမျှဝင်လာတဲ့စည်းရင်းပေါ်မှာဒီပွဲတော်ယူဆင်နွယ်ဖို့အတွက် ဝင်လာတဲ့အခါမှာကျွန်တော်တို့ရေပောင်း60လဲကျစ်ပမှာဖြစ်သည့်အတွက်ကြောင့်တနေ့ကိုအသင်းပေါင်း30ပဲကျင်းပတာဖြစ်သည့်အတွက်အသင်းပေါင်း1800ကျင်းပခွင့်ရရှိပါတယ်အဲ့ဒီ1800ကျင်းပခွင့်ရရှိခဲ့တဲ့အတိုင်းဒါတွေကဒီပါဒီ1800နဲ့မပိုးလာတဲ့စည်ရင်းပေးသွင်းမှုစုစုပေါင်းအသင်းရေကျွန်တော်တို့4000လောက်ထိရှိပါအဲ့တော့စည်ရင်းပေးသွင်းတဲ့ချင်းအသင်းပေါင်းက4000လောက်ထိရှိတဲ့အခါမှာကျွန်တော်တို့ကျင်းပမဲ့ရေပောင်း60မှာအသင်းပေါင်းက1800ဖြစ်သည့်အတွက်1800နဲ့ပိုခဲ့တဲ့အသင်းအဖွဲ့တွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့မှ ကယ်ဆယ်ပြန်ပြီးလုပ်ရပါတယ်။အဲလုပ်တဲ့အခါမှာလည်းပဲကျွန်တော်တို့ဒီ1800တိတိအသင်းပေါင်းကျွန်တော်တို့ကျင်းပဖို့အတွက်ရရှိတဲ့အခါမှာဒီအသင်းတွေအားလုံးကိုမဲစနစ်အတိုင်းနဲ့မဲချပြီးတော့မှကြားရနေရမှာကိုအသင်းနဲ့ကိုတသင်းလုံးမိနစ်30ပဲခက်ကစားခွင့်ရပါတယ်။ကျွန်တော်တို့မဲစနစ်နဲ့ဆောင်ရွက်ခြင်းဖြစ်ပါတယ်။မြမအယူရာချင်းပညာကတော့ချင်းပြင်းသုံးမှတ်ချက်ကိုပြောရမှာဆိုရင်အင်မတန်ကောင်းပါတယ်။အင်မတန်ကောင်းပါတယ်ဆိုတာ ကျွန်တော်တို့မြန်မာပြည်အတွက်လည်းပဲတအားကောင်းတယ်လို့ကျွန်တော်တို့မြန်မာလူမျိုးတွေဗုဒ္ဓဘာသာလူမျိုးတွေရဲ့အင်မတန်အားထားတဲ့ကိုမြန်မာပိုင်းနဲ့အာခစားနီးတခုလည်းဖြစ်တယ်မြန်မာယဉ်ကျေးမှုထဲမှာကြာတော့လည်းယဉ်ကျေးမှုအာခစားနီးအစ်စ်ဖြစ်တယ်အဲ့တော့ယဉ်ကျေးမှုအာခစားနီးအစ်စ်ဖြစ်တဲ့ခါကျတော့ဒီအာခစားနီးကိုကျွန်တော်တို့မန်လေးရှင်မျိုးတော်မှာအားလုံးကလိုက်စားလာသည်နဲ့အများပုံမပြီးတော့လည်းပဲကစားလာကြပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာအယူအဆချင်းပြညာတိမ်ငေါ်စရာမရှိသလိုပုံမပြီးတော့လေးနဲ့ပြီးတော့မှ ချေပြန့်လာဖို့ပဲရှိပါတယ်။ဒါကြောင့်လဲနိုင်ငံပေါင်းများစွာကိုထိုးပေါက်လာခြင်းဖြစ်ပါတယ်။ကျွန်တော်အနေနဲ့အများကြီးဝမ်းသာပါတယ်။ဒီ89ချိန်တိုင်းတော့ဒီရောက်ရှိလာတဲ့ပွဲတော်ကြီးဖြစ်တဲ့အညီကျွန်တော်တို့ဒီအားကစားနည်းရလဲစီးလုံးညီညွတ်မှုကိုဖော်ဆောင်တယ်။တုံ့ခုနဲ့တူချစ်ခင်စုံမမှုတွေရတယ်။အဲကြတော့ဒီအားကစားနည်းနဲ့ကိုမြန်မာနိုင်ငံနဲ့ကိုမြန်မာနိုင်ငံရဲ့ကိုမြန်မာလူမျိုးတွေရဲ့ဂိုဂိုဆောင်ရတဲ့ရင်ကျင်းမှုအားကစားနည်းလည်းဖြစ်သည့်အတွက်ကြောင့်များစွာလည်းဂုဏ်ယူမိပါတယ်။နောက်ကျွန်တော်တို့ ်တကိုးကြီးဘုရားဖြစ်တဲ့မာမုနိဘုရားကြီးရဲ့ခြေတော်ရင်ကနေပြီးတော့မှဒီဝါဆိုချင်းမတော်ကြီးကကဘာကိုထိုးပေါက်နိုင်တဲ့စွမ်းရည်ရှိသည့်အတွက်ကြောင့်လဲကိုကတွင်းမှုတောင်ဝင်နဲ့ကျင်းပတဲ့အချိန်မှာပုံမပြီးတော့ဝမ်းသာပါမိဘပြည်သူများရှင်ယဉ်ကျေးမှုအစဉ်လာထိမ့်သိမ်းမှာရိုးရာအာကစားတက်မိုးထားဆိုတဲ့စကားအတိုင်းပါပဲကျမတို့မြန်မာလူမျိုးများဟာရိုးရာယဉ်ကျေးမှုအမွေကိုထိမ့်သိမ်းတဲ့အနေနဲ့မြမရိုးရာအာကစားပွဲတော်များကိုကျင်းပပြုလုပ်လေးရှိကြပါတယ်ရှင် ခုဆိုရင်လေမန္တလေးမြို့မှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့မဟာမြတ်မုဏိဘုရားကြီး89ကျင်းမြောက်ဝါဆိုချင်းလှခတ်ပွဲတော်ကိုကျင်းပပြုလုပ်တော်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့မှာဆိုရင်တော့ဝါဆိုချင်းလှခတ်ပွဲတော်ဖွင့်ပွဲခန်းနာကိုကျင်းပပြုလုပ်ခဲ့ရပဲဖြစ်ပါတယ်ရှင်။ဖွင့်ပွဲခန်းနာမှာတော့ပထမဦးစွာခန်းနာဖွင့်လှစ်ကြောင်းကြီးညာပြီးမဟာမုနိကောပကဥက္ကဋ္ဌဦးသိန်းတိုးမှဖွင့်ပွဲခန်းနာနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုပြောကြားခဲ့ပါတယ်။ရှင်တို့က ဒီကနေ့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 ဆက်လက်ပြီးတော့မဟာမုနိဖုရားကြီး88ကျင်းမြောက်ဝါစုချင်းလက်ခတ်ပွဲတော်ကျင်းပရေးကော်မတီတွင်ရင်မူဥကျော်သိမ်းမှာဝါစုချင်းလက်ခတ်ပွဲတော်ကျင်းပပြုလုပ်ရခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုလည်းရှင်းလင်းပြောကြားသွားခဲ့ပါတယ်ရှင်။အာမင်ဘုရား။ယနေ့ခြေလမ်းတွေစတာဖြစ်ပါတယ်။ယခုလို့ အိမ်နောက်မှာတော့ဝါဆိုချင်းအလှခတ်ပွဲတော်ကျင်းပရေးကော်မတီမှတာဝန်ရှိသူများမှအခမ်းအနားကိုဖဲချိုးပြက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ မန္တလေးတိုင်းမြို့သမီးနမယခိုင်ခိုင်ကျွန်တော်တို့ကစလင်းနေရကလေးစတဲ့ဒီလိုမျိုးပြင်ဆင်မိခက်ရတာဖွဲလိုက်ဆိုတော့စီစီလုံးလုံးခက်ရတာပေါ့အမပို့ပြီးဝိုင်းရကောင်းပါလေတယောက်တည်းကောင်းလို့လည်းမဟုတ်ဘူးဝါသနာရောခက်တာပေါ့မာလေချင်းမျိုးပိုင်းရကျွန်တော်တို့စလင်းနေရကလေးမနက်9နာရီခဲကနေည10နာရီလောက်မှအဲ့လိုမျိုးတစ်ချိန်နားတာထမင်းစားနားတယ်အဲ့ကလေးအဲ့လိုမျိုးလေ့ကျင့်ပြီး ခတ်ရတာဒီလိုမျိုးချိန်နေရောက်လာတွေ့ကြုံကတော့အများကြီးပဲကျွန်တော်တို့29ချိန်စီးကိန်းတော့လည်းဒီမင်္ဂလိတိုင်းမယုသမီအကုန်လုံးပါတယ်လေရွှေသိသူလည်းသုံးခုယူခဲ့ရပေါ့တိုင်းတည်းမတရားအောင်ဒါပြောပါတယ်ကိုစူးစားခဲ့ရတာဟိုမြောက်စားတော့ပို့ပြီးတော့ဝမ်းတာတယ်ချင်းလုံးကတော့ကျွန်တော်တို့တမကြီးသိမ်းချိန်ကြီးပြိုင်ပွဲလေးအခါမှာဒီအလှကတ်တွေလည်းလိုက်ခတ်နေမှာပဲဝမ်းတာပါတယ်ကျွန်တော်တို့ကဒီဘွားသူပွဲနှစ်တိုင်းလည်းဖွင့်ပွဲခတ်ရတဲ့အတွက်ဂုဏ်ယူတာပေါ့ပြပပြည်သူများရှင် အခုကျင်းပပြုလုပ်မယ်89ကြိမ်မြောက်ဝါဆိုချင်းလက်ခက်ပွဲတော်ကတော့1389ခုနှစ်နေုံလာပြီကျော်2ရက်မှာဒုတိယဝါဆိုလာပြီကျော်တရက်နေ့အထိရက်ပေါင်း60တိုင်တိုင်စီကားတက်မြိတ်စွာကျင်းပပြုလုပ်တော်မှာပဲဖြစ်ပါတယ်ရှင်နာမည်ကတော့စုစုလိုက်မှာအခုခတ်တဲ့ဟာတော့ဒီမန်လေးမှာရှိရဲ့လေချင်းခတ်တဲ့ ခြင်းခတ်တဲ့မင်းသမီးရေဟိုဟာပေါ့နာမည်ကြီးမင်းသမီးရေစုပြီးခတ်ကြတာပါ6ရောက်ဟုတ်ဒီလိုလာပြီးတော့နှစ်တိုင်းဖြစ်နေတဲ့ထင်းပွဲမှာလေဒီဟိုဟာကိုစားပြုနေနဲ့လေဖွင့်ပွဲကိုစားပြုနေနဲ့ခတ်ရတဲ့တောင်အထူးအထူးပဲဝမ်းသာပါတယ်လို့ရှင်းနှစ်သမီးကလေးလာခဲ့တာပါအောင်မြင်မှုတွေကတော့ဒီပြည်နယ်နှစ်တိုင်းဆိုလို့ရှိရင်တော့ရွှေတိတ်ကခဏတိုင်းရအကောင်းဆုံးအားကစားသမားစုကကြတော့၃ချိန်ရခဲ့တယ်အဲနိုင်ငံသားတွေပါလေတော့ခတ်ပြရဘူး ခတ်ပြရပါတယ်။ဘယ်ပညာမဆိုလွယ်တာတော့မရှိဘူးပေါ့နော်။ခက်အခက်ခဲရတော့ရှိရပါဘူး။တခုတခုတခုခတ်မယ်ဆိုလို့ရှင်တော်တော်လေးချင်းယူရတာပါပဲအကုန်လုံးဟုတ်။အချိန်နေနဲ့ဆိုလို့ရှင်မနက်မနက်ဆိုလို့ရှင်6နာရီ9နာရီကနေစပြီး7နာရီလောက်ခတ်။အဲဆိုနာနေ့လေညနေကျရင်ဟိုငယ်တော့ကတော့လေကျောင်းတက်တာဆိုတာလေ7နာရီလောက်ဆိုသိတယ်။ဒါကကျောင်းကပြန်6နာရီလောက် ငါးနိုင်ချောင်းနိုင်အဲ့လောက်ပဲအဲ့လိုကျင့်တာပေါ့အဲဟိုအပေါ့မြန်လို့တော့ပေါ့ဟိုလေဒီအခုအခုဆိုလို့ရှိရင်ချင်းလုံးဒီဟိုမြမယောကချင်းလုံးပညာတားကြီးကိုတိုးတက်နေပြီလေတိုးတက်နေကဘာလဲတည်နေပြီဆိုတော့ပို့ပြီးတော့လေညကိုခန့်နေတဲ့ဟာမြန်လို့တာလေမြန်လဲမြန်လို့တဲ့နောက်ပြီးတော့တိုးတက်နေတဲ့အတွက်ဂုံလဲဂုံယူပါတယ်လို့ခန့်နေတဲ့ချင်းသမားတွေရောပေါ့နောက်ခုလက်ရှိခက်ကစားနေတဲ့ချင်းသမားတွေရောနောင်လာမဲ့မျိုးသက်တစ်တွေရောကလေးဟိုကလေးပေါင်းစနာလေးရောပေါ့နောက်အကုန်လုံးပေါ့နော်ချင်းခက်ပညာဝို့လို့လေးချင်းကြပါလို့ တင်ယူကြပါလို့တိုက်တွန်းချင်ပါတယ်။ ပါဗျာရှင်အခုရိုက်ကူတင်ဆက်ပေးကြတာဆိုရင်တော့ချင်းဝသနာရှင်များစုပေါင်းခြင်းပါတယ်89ကြိမ်မြောက်ဝါဆိုချင်းအလားခတ်ပွဲတော့ပူပွဲခန္ဓာချင်းပါနေတဲ့မြင်းခွင်းပုံရင်းများကိုမိဘပြည်သူများသိရှိစေနိုင်ဖို့အတွက်ရိုက်ကူတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်အခုချင်းမပြုလုပ်တဲ့ဝါဆိုချင်းအလားခတ်ပွဲတော့မှာဆိုရင်တော့အပျော်ရန်ချင်းအသင်ပေါင်း1800တီတီနဲ့မန္တလေးမဟာမြတ်မြူနီဖရာကြီးဝါဆိုချင်းလုံးအကစားရုံမှာချင်းမပြုလုပ်တော့မှာဖြစ်ပါတယ်မိဘပြည်သူများလည်းအခုရိုက်ကူတင်ဆက်ပေးကြတဲ့စီစဉ်ကိုကြည့်ရှုပြီးတော့ချင်းဘိုးတော်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုသိရှိရလို့ချင်းနဲ့အားရနိုင်မယ်လို့လည်းယုံကြည်မျှော်လင့်မိပါတယ်ရှင်ကြည့်ရှုနေကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးလည်းစိတ်ရှိချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတို့နဲ့ ်ဆုံနိုင်ကြပါစေအားလုံးကိုထူးဝဲကျေးဇူးတင်ရှိပါတယ်ရှင်